ထိုင်းမှန်ကျုပ်သည်ရွှေအယောင်းဝယ်ကဏ္ဍကိုစောင့်ကြည့်ရန်စီးနင်းတင်ညာထုတ်ပြန်နေဖြစ်ပါတယ်။ရွှေကုံသည်များသည်နေ့စဉ်အယောင်းဝယ်မှတ်တမ်းများကိုရုပ်ပိုင်းနှင့် digital စနစ်နှမျိုးလုံးမှအစီရင်ခံရမည်ဟုဗဟိုကံ၏တထောက်အုပ်ချုပ်ရေးမှူးချေဝါဒီချိုင်းနန်ကပြောကြားခဲ့သည်။ရည်ရွယ်ချက်မှာရွှေဈေးနှုန်းနှင့်ဆက်စပ်မှုမြင့်မားသည့်ထိုင်းဘတ်ငွေအပေါ်ဖိအားပေးနိုင်သည့်သုံးရှားမှုများကိုစောင့်ကြည့်ရန်ဖြစ်ပါတယ်။ ဝင်ငွေအခြေခံကန့်သက်ချက်သတ်မှတ်သွားမည်ဖြစ်ပြီးမိဂိုရောင်ငွေနှင့်ဆက်ဆက်နိုင်သည့်အယောင်းဝယ်များကိုပါစစ်ဆေးနိုင်ရန်ညွှန်မှန်းထားသည်ထို့ပြင်ဘန်းငွေမတည်ငြိမ်မှုရှော့ချရေးအတွက်နိုင်ငံသားဝင်ငွေပြန်လည်ပို့ဆောင်ရေးစီးမြင့်တက်များလည်းကျင်းပနေပါဗါဒ်။အုတ်ချုပ်ရဲမှုပြီးတိုင်ရဒလကွန်တီမိခိုးရောင်ငွေဆိုင်ရာတန်တရာဖြစ်ပွဲအယောင်းဝယ်များကိုဗန်များအားဗဟိုဗန်တို့ဂိုက်ရိုက်အစီရင်ခံရန်ညွှန်ကြားထားပြီးဗန်လုပ်ငန်းဥပဒေအရလိုအပ်ချက်များထုတ်ပြန်ရန်စီစဉ်နေကြောင်းသိရပါဗါဒ်။ တရင်ပြေဆောင်ကိုဖတ်ရှုလိုပါကမင်္ဂလာတရင် Facebook စာမျက်နှာတို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။မင်းစဉ်တရင်များအတွက်မင်္ဂလာတရင် channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။